စမယ်ဒီကနေ့မနေ့အစောကြီးအိန္ဒိယကပါကစ္စတန်နိုင်ငံအတွင်းနဲ့ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသနေရာ၉ခုကိုအုံကြီးတွေနဲ့စတင်တိုက်ခတ်ခဲ့ပြီးပါကစ္စတန်ကလည်းပြန်လည်တိုက်ခိုက်မှုကြောင့်အိန္ဒိယတိုက်လေယာဉ်၃စီးနဲ့ဒရုန်းတစ်စီးပျက်စီးခဲ့ပါတယ်ဒီကိစ္စကဘယ်ကစဖြစ်တာလဲဆိုတော့ဧပြီလ22ရက်နေ့အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသပါဟေဂမ်ကျွေးရွာမှာအိန္ဒိယနိုင်ငံသား25ဦးနဲ့နီပေါနိုင်ငံသား2ဦးကို အကြံဖတ်တွေကပစ်ခတ်တက်ဖြတ်ခဲ့တာကနေစတာအိန္ဒိယနဲ့ပါကစ္စတန်တို့ကဒီကက်ရှမီးယားဒေသနဲ့ပတ်သက်ပြီးနှစ်ပေါင်းများစွာကတည်းကနယ်မြေပိုင်ဆိုင်မှုအငင်းပွားတိုက်ခိုက်ခဲ့ကြတာနှစ်နိုင်ငံစလုံးကလည်းနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားကြတော့နှစ်နိုင်ငံစလုံးကလည်းနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားကြသည့်အတွက်ထိန်းထိန်သိမ်းသိမ်းလှုပ်ကြရန်ကမ္ဘာခေါင်းဆောင်များကတိုက်တွန်းနေကြပါတယ်ဒီထဲမှာမှကျွန်တော်တို့ရဲ့ဇက်လိုက်ကျော်ပွဲတိုင်းမပါမဖြစ်ကိုစိုးရိမ်ကြီးဖြစ်တယ် ကုလသမဂ္ဂအထွေထွေတွင်ရင်းမှုချုပ်အန်တိုနီယိုဂူဒါရက်စ်ကထိန်းချုပ်မြင်းနဲ့နိုင်ငံတကာနယ်နိမိတ်ဖျက်ချော်ပြီးအင်ဒရီးယားရဲ့စစ်ရေးလှုပ်ရှားမှုပေါ်စိုးရိမ်ပူပန်နေကြောင်းအကယ်လို့များနှစ်နိုင်ငံစလုံးစစ်ရေးရအမြင့်ဆုံးဖြစ်လာပါကသူ့အနေနဲ့အလွန်စိုးရိမ်ပြီးအထူးပူပန်မှုဖြစ်ကြောင်းပြောဆိုခဲ့ပေမယ့်သူ့စကားကိုနှစ်နိုင်ငံစလုံးကနိုင်ငံရေးခေါင်းဆောင်တွေကဖင်ကြားမိသွေးကညှက်တော်လောက်တော့ဖတ်မလို့ကြတော့ဒီအခြေအနေကိုသတိထားမိလာတဲ့ကိုတိုင်းပြည်မှာနေရာနဲ့ဆစ်ဖြစ်နေပြီးအပြင် အိန္ဒိနာချင်းနိုင်ငံကပါစစ်ပွဲဖြစ်ပြီးမငြိမ်မသက်ဖြစ်လာမှာကိုစိုးရိမ်လာတဲ့ကျွန်တော်တို့တက်ချုပ်ကြီးမင်းအောင်လိုင်ကရုရှားရောက်နေတဲ့ကမ္ဘာမီဒီယာတွေရှိဒီလိုထုတ်ပေါ်ပြောဆိုသွားခဲ့ပါတယ်။အိန္ဒိယပါကစ္စတန်နိုင်ငံစလုံးအနေနဲ့ထိထိန်သိမ့်သိမ့်လှုပ်ကြဖို့နဲ့အယက်တာပြစ်မှတ်များကိုကာကွယ်ရန်လူတို့အသက်အိုးအိမ်စီးစိမ်ကိုစောင့်ရှောက်ကြရန်အထူးလိုအပ်ပြီးသူ့အနေနဲ့ဒီလိုကိစ္စမျိုးဖြစ်ပေါ်လာပါကတီးခတ်နိုင်မည်မဟုတ်ပဲပြက်ပြက်သားသားကန့်ကွက်သွားမည်ဖြစ်ကြောင်းမီဒီယာတွေရှိထုတ်ပေါ်ပြောဆိုသွားခဲ့ပါတယ်။ တွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီဘတ်စ်အေဂျင်တာ